ကျေးဇူးတင်ပါတယ်အနန်းတော်ဂျွန်ဘယ်မှာပေါ့နော်ဒါနဲ့ဥစဉ်စီတည်င်းပို့တဲ့ခါကျညှိပြီးတော့ညှိပြီးပြီးပြန်လွတ်လိုက်တယ်တဲ့ပြန်လွတ်ပြီးမှပြည်သူစစ်ကိုငါတင်ပြီးတော့ငါတင်ပြီးတော့ပြည်သူစစ်ကနော်အာကျွန်တော်တို့ငါတင်လည်းမယူနိုင်ဘူးတဲ့ဒါကကျွန်တော်တို့အန်ဒီရရှိတယ်တဲ့အန်ဒီရများတယ်ပေါ့နော်အမှုမတွဲနဲ့ပေါ့ဗျအမှုမတွဲနဲ့ပေါ့အမှုမလုပ်ချင်ဘူးပေါ့နော်အဲ့တော့ဥစဉ်တော့ပြည်သူစစ်တီးကဘာပြောချင်တာလဲဆိုတော့ပြည်သူစစ်ကဆိုးချင်ဆိုးမယ်တဲ့မိုက်ချင်မိုက်မယ်တဲ့မိုက်ကုံကိုတိုင်းပြည်အတွက်လုပ်တယ်တဲ့ငွေရှာရင်တောင်မှတဲ့တိုင်းပြည်ကို တစ္ဆာဖောက်မယ် အလုတ်ကိုမလုတ်ပါဘူးတဲ့လုတ်တဲ့တူလဲလက်မခံဘူးလို့သင်ပေးပါအရှင်ဖရာတဲ့ဒါလေးစစ်တယ်စစ်တော့ဘာပြောလဲဆိုတော့ဒီမှာဖြတ်တယ်ဖြတ်တော့စစ်တယ်စစ်တော့စစ်ပိုင်ကိုမရှိဘူးတဲ့မင်းတို့ပြည်သူစစ်တယ်စစ်ပိုင်ကိုမရှိဘူးတဲ့ငါစစ်ခိုင်းတဲ့တူနှစ်ယောက်ရှိရဲတဲ့ဟုတ်လားအကုန်လုံးပြီးပြီးသားတဲ့အကုန်လုံးတစည်းကိုတသိန်းခွဲပေါ့ဗျာပြီးပြီးသားလုတ်ပြီးသားစိတ်ကန်းကမှာအကုန်လုံးရှင်းခဲ့ပြီးသားတဲ့ကဲ အဲ့ဒီဟာဒီပေါ်မှာဘာပါတယ်ညာပါစစ်ပိုင်ကိုမရှိဘူးလားလောက်ပိုင်ကိုမရှိဘူးလားအော်စစ်ကြတော့အတူတိုက်ပိုင်ကိုရှိတယ်ရှေ့ကြတော့တက်ပိုင်ကိုရှိတယ်ဒါကြတော့စစ်ပိုင်ကိုမရှိဘူးဆိုရင်ဒီလူစစ်တွေစစ်တာငွေစားဥစစ်တာမို့တိုင်းပြည်အတွက်စစ်တာတိုင်းပြည်နဲ့လူမျိုးဗရတာအနာနဲ့စစ်တာကလေးတွေရဲ့လွဲတရားအကောင်းပကတိဖြစ်နေရတာလဲလို့မေခွန်းထောက်ရမယ့်အဖြစ်ဖြစ်သွားပြီဗျနော်မေခွန်းထောက်ရမှာကလေးတွေရဲ့လွဲမှာပြဲခြင်းလည်းမရှိဘူးဘာမှလည်းမရှိဘူးနော်ပြဲခြင်းလည်းမရှိဘူး ဘာသူဘာမကိုမရှိဘူးပြောချင်းနေပါ යි အဲ့တော့ခင်ဗျအဲ့ဒီလွယ်အိတ်တွေကိုကြီးကအိတ်ကြီးကအိတ်ကြီးလှုပ်ပြီးတော့လောက်လာတာတော့ပို့ပြီးအဆင်ပြေမဲ့ထင်ရနော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပောက်ကိုတော်ပြည်သူစစ်တွေတက်မတော်သားတွေနဲ့စက်ကြီးကောက်တော့လဲဝေစုမရသည့်အတွက် ပောက်ကွဲနေတဲ့ပောက်ကိုတော်ရုတ်တန်နဲ့အတူစာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်မှုအပြင်းထန်ဆုံးရှုတ်ချတယ်လို့ပြင်သစ်ပြောလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ် စကိုင်းတိုင်းဒီပဲရင်မြို့နယ်ကစာတင်ကျောင်းတစ်ကျောင်းကိုမြန်မာစစ်တပ်ကမေလ12ရက်မှာတိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်တွေအဓိကအပါအဝင်လူသားစင်ပေါင်းများစွာတေဆုံးမှုဖြစ်ပွားခဲ့ပြီးလူသားစင်ပေါင်းများစွာဒဏ်ရာရခဲ့တဲ့တိုက်ခိုက်မှုကိုပြင်သစ်နိုင်ငံကအပြင်းထန်ဆုံးရှုတ်ချလိုက်တယ်လို့ပြောပါရတယ်။ မေလ14ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြင်သစ်နိုင်ငံသားဧဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကအဲ့လိုပြောကြားလိုက်တာဖြစ်ပါတယ်။ဒါဟာပြီးခဲ့တဲ့သတင်းဘက်ကထုတ်ပြန်ခဲ့တဲ့အပြစ်ခတ်ရစဲရေးနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီးအရက်သားတွေကိုအစုလိုက်ပြုံးလိုက်တပ်ဖြတ်မှုအစ်တဲ့ဟာ မြန်မာစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုဗျူဟာရဲ့တစိ့တပိုင်းဖြစ်တယ်လို့ဆိုပါရယ်မြန်မာစစ်တပ်ဟာအလားတူဘုံကျဲတိုက်ခိုက်မှုမျိုးကိုလွန်ခဲ့တဲ့ရက်တရက်ပတ်အနည်းငယ်ကကြောက်မက်ဖွယ်မြင်ငလင်လှုပ်ခတ်ခဲ့တဲ့နေရာတွေမှာလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါရယ်တိုက်ခိုက်မှုကြောင့်တေဆုံးသူခဲ့ရသူတွေရဲ့မိသားစုဝင်တွေနဲ့သူတို့ကိုချစ်ခင်ရသူတွေအားလုံးကိုပြင်သစ်နိုင်ငံကစာနာပါကြောင်းနဲ့ဝမ်းလဲပါကြောင်းပြောကြားလိုတယ်လို့ပြောပါရယ်ပြင်သစ်နိုင်ငံဟာမြန်မာပြည်သူတွေနဲ့အတူမမမမရက်တည်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုလေးစားလိုက်နာကြဖို့အကြံဖတ်မှုတွေဆုံးသက်ကြဖို့နဲ့ဒီပခတ်မှာပါဝင်သူအားလုံးအကြားတွေ့ဆုံဆွေးနွေးပြီးအဖြေရှာဖွေကြဖို့ထပ်မံတောင်းဆိုလိုက်တယ်လို့ဆိုပါတယ်။ဆက်လိုက်လို့ခုနကလူဆက်တော့တဲ့အောင်နဲ့အဲ့ဒါမျိုးလုပ်လို့ရှိရင်တဲ့အသေးအဖွားပြပြငါသူတိုက်ရိုက်ဆဲတဲ့တိုက်ရိုက်ဆဲတဲ့ငါထိရောက်စွာရေးယူပေးမယ်တဲ့ဟုတ်လား။ဒါကြောင့်ဥစဉ်တော့ပြောချင်တယ်ခုဘက်ကမှတိုက်ရိုက်ဆက်လိုက်။အဲ့နဲ့ချင်းဆက်လိုက်။အော်ဆစ်ဆစ်ဆက်ရှက်ဆစ်ဆရမလေးလောက်ဆရာရှိရလောက်ရမလေးဒီလောက်စီပုံး ဒီဒီဇယ်ဓာတ်ဆီပုံးနေပုံး100ကျော်200လောက်ဒီဆက်လေးကယူမှာပါလာတယ်ပို့တယ်စစ်ဆေးရမယ်ဘယ်ရောက်ပို့ရလဲဘလူစီပို့ရလဲဘယ်ရောက်ဝယ်ရလဲဘယ်နေရာဝယ်ရလဲဘယ်နေရာပို့ရလဲစစ်ဆေးရမယ်အဲ့တော့စားခြင်းနဲ့အဆင်မပြေလို့ဟုတ်ပြီဒီကန်းရေစိတ်ကန်းဘက်မှာငွေစားခြင်းနဲ့ဝါပေါင်ကားတွေရှိတယ်ခင်ဗျားတို့တိုက်တယ်လောက်ကောက်ဗျာစင်နာရှိရင်ကောက်ဘာမှဖြစ်ဘူးဝါပေါင်ကားတွေရှိတယ်တစ်ကားတွေရှိတယ်တစ်ဖောင်ကားတွေရှိတယ်ကောက်စမ်းမှာစားဖို့တောက်ဖို့ကောက်လို့ရတယ်အပြစ်မပြောဘူးဒါပေမဲ့ဒီဒီဇယ်တွေ ပရီမီယံဒီဇယ်ရဲ့ဒီဇယ်ရဲ့ဓာတ်ဆီစီကအဲ့ဒါတွေကကြီးရေးကြီးရေးနော်ခင်ဗျားတို့ရဲ့ရှင်ဝါကိုတဲ့တဲ့မှန်မဲ့ကြီးရေးအဲတိုင်းပြည်ကိုတစ္ဆာမဖောက်ပါနဲ့စာနီးတွေအများကြီးရှိပါတယ်ကောက်စားမှာဝါဖောင်နေတစ်ဖောင်နေသူ့ကိုလည်းကောက်ထားပဲဒါလေးကိုဦးစင်းကပြောချင်တာတော့ဒီလိုပြောရင်ခင်ဗျားတို့ချုပ်ကိုမုန်းလိုက်မယ်မုန်းလဲချုပ်ကယူမဆိုင်ဘူးချုပ်လည်းတိုင်းပြည်အတွက်ကူပြောတာတိုင်းပြည်တစ္ဆာဖောက်တဲ့အလုပ်ကိုချုပ်ကဘယ်တော့မှလက်မခံဘူးခင်ဗျားတို့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားမှာလားသူတို့ပေးတဲ့ကူရတက်တက်လုံးထိုင်စားလို့ရမှာလား ါးလေးကိုဦးစင်းကမေးခွန်းထုတ်ချင်တယ်ဗျာနော်။အဲဆင်ဆဲရတော့ဗျာဟုတ်မဟုတ်ပါညာတော့ဒီကတော့ဦးစင်းကတော့ဓာတ်ပုံနဲ့တကွပုံနဲ့တကွနဲ့ပြလိုက်တယ်နော်။ဘယ်လိုဖြစ်ချင်းမလဲဘယ်လိုလုပ်မလဲဆိုတော့ဦးစင်းကတော့မတည်ဘူး။ဒါနဲ့ဦးစင်းရဲ့ပဏ္ဏစားလေးပို့တဲ့တင်းကိုတော့ဦးစင်းကကိုကျော်တေစီကိုတင်ပြလိုက်ဒါလေးကိုစစ်စစ်ပေးပါ။ဒါလေးကိုအမှန်တရားဖြစ်ချင်ပါတယ်။ဒီတိုင်းဒီတိုင်းလုပ်ပေးပါ။အရင်ရက်ကလည်းဦးစင်းကတန်ဖိုင်ကိုပို့ထားပါတယ်ဗျာနော်။တန်ဖိုင်ကိုပို့ထားတယ်။ဒီဒီတန်းတော်ကျွန်းအုတ်ကြီးတွေဆိုရမ်းတော့တယ်။ရမ်းလေးစားစရာကောင်းတယ်အုတ်ကြီးတွေဆိုရင်နော်။ဒါတို့အတက်အန်ရဲ့ကြားကနေဒါအတိုက်ခံလို့ပြီးသူပြောတာလေမနေ့ကမှလည်းမနေ့ကလည်းဒီတိုင်းပဲဒီဟာလေးစစ်တယ် စစ်တော့ဘာပြောလဲဆိုတော့ဒီမှာဖြတ်တယ်ဖြတ်တော့စစ်တယ်စစ်တော့စစ်ပိုင်ကမရှိဘူးတဲ့မင်းတို့ပြည်သူစစ်တယ်စစ်ပိုင်ကမရှိဘူးတဲ့ငါစစ်ခိုင်းတဲ့လူတစ်ယောက်ရှိရဲတဲ့ဟုတ်လားအကုန်လုံးပြီးပြီးသားတဲ့အကုန်လုံးတစည်းကိုတသိန်းခွဲပေါ့ဗျာပြီးပြီးသားလုံပြီးသားစိတ်ကန်းကမှာအကုန်လုံးရှင်းခဲ့ပြီးသားတဲ့ကဲအဲ့ဒီခါဒီပေါ်မှာဘာပါတဲ့ညာပါစစ်ပိုင်ကမရှိဘူးလားလုံပိုင်ကမရှိဘူးလားဩစစ်ကြတော့အတူတိုက်ပိုင်ကရှိတယ်ရှင်းကြတော့တက်ပိုင်ကရှိတယ်ဒါကြတော့စစ်ပိုင်ကမရှိဘူးဆိုရင်ဒီလိုစစ်တယ်စစ်တာငွေစားဥစစ်တာမို့တိုင်းပြည်အတွက်စစ်တာတိုင်းပြည်နဲ့လူမျိုးဗရတာအနာနဲ့စစ်တာ နော်ဒါလေးလည်းသိစေချင်တယ်ဗျာနော်အဲ့တော့စီစီလုံးလုံးညင်ညွတ်နဲ့ညင်ညွတ်နဲ့လုံမတာလေးဥစဉ်တို့အောင်မြင်ပါခေါင်းဆောင်ကလည်းခေါင်းဆောင်ပြီးသားသွားနဲ့လုံမတာလေးအောင်မြင်မယ်လို့ဥစဉ်ကတော့တုံးတက်ချင်ပါလေဗျာအားလုံးတော်ပါပဲဗျာ